အစီအစိတ်တွေအငန်းတွေကိုရှော့စားပြီးတော့အသီးရွက်တွေကိုစားသုံးပေးရမယ်ဆိုတာကတော့လူလိုက်တီးပီးသားနေမှာပါ။ဒါပေမဲ့အသီးရွက်တွေကိုစားတဲ့အခါမှာဘယ်လိုမျိုးစားသုံးကြလဲပေါ့နော်။ပြောချင်တာကဘေးအသီးရွက်ကိုအစိမ့်စားပြီးတော့ဘေးအသီးရွက်ကိုချက်ပြုတ်စားတယ်ဆိုတော့ကိုသိပါသလား။ တချို့ဟင်ဒီရွက်တွေရဲ့သဘောအားတရတရဆိုရင်အပူနဲ့ထိတွေ့တဲ့အခါမှာပြည့်ပြည့်သွားတဲ့တကြားမို့လို့အစိမ့်စားတာကပို့ပြီးတော့ကောင်းပါတယ်။တချို့ကြတော့လည်းအပူပေးတာကအာဟာရဓာတ်ဆုံးရှုံးမှုမရှိတဲ့တကြားမို့လို့ချက်ပြုတ်စားတာကသက်ရှင်မှုအတွက်ဆစ်ချရတယ်ဆိုပြီးတော့စားသုံးကြရပါတော့။ဒါကြောင့်မို့လို့ဘလိုမျိုးအစားအစာတွေကိုဘလိုစားသုံးတာကအာဟာရဓာတ်ပိုရနိုင်လဲဆိုတာကိုကြည့်အောင်နော်။ဒီတော့ပထမဆုံးအနေနဲ့ကျတော့စွတ်သွန်ဖြူပေါ့နော် ဟိချိုတိုင်းမှာပါတတဲ့ချက်တုံပြူကိုအစိမ့်စားတာလည်းကောင်းပါရဲ့ချက်တုံပြူမှာတတုံစုစင်ပစ္စည်းရဲ့ကြောဝါးအတွက်ကြောင့်မို့လို့သွေးပြည်အားကိုထိညိနိုင်ပြီးတော့ကင်ဆာကာကွယ်ပေးပါတယ်ချက်စားတာကလည်းဒီတက်တွေရတယ်ဆိုပေမဲ့အစိမ့်ထက်တော့အာဟာရဓာတ်တွေရောစီနိုင်ပါတယ်မြန်မာဒလင်းမှာဆိုရင်တော့လက်ဖက်တုံးနဲ့ချက်တုံပြူသွေးစားတာကစေဘဝင်အာနိသင်ရှိရဆိုပြီးတော့လည်းပြောကြတယ်ပေါ့နော်အခုခင်မှာတော့ကြက်တုံဖြူရောအနီရောအစိမ့်စားလို့ရှိရင်ဂရင်းနဲ့မှာကြက်တဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့မစားကြပါဘူး ။နောက်တစ်ခုကတို့စရာရွက်ပါ။မြင်းခွာရလိုမျိုးတို့စားလို့ရတဲ့အစိမ်းရောင်အရွက်တွေကိုလည်းအစိမ်းစားပေးတင်ပါတယ်။တဘာဝအရာဖြစ်တဲ့အစိမ်းရောင်ကကလိုရိုဖီးပါမှုရှိတဲ့အကြောင်းမလို့ကျန်းမာရေးအကျိုးကျေးဇူးရှိတာပါ။အစိမ်းရောင်မပြအောင်ချက်နိုင်ရင်တော့အာဟာရဓာတ်တွေကထိုက်တင်လောက်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ခင်းချစ်သေးပါတော့။ခင်းချစ်သေးကိုအစိမ်းအနေနဲ့ဘာကာထဲမှာစန်ထရစ်ထဲမှာတုတ်တွေထဲမှာထည့်ပြီးတော့စားကြပါတယ်။ဒါပေမဲ့ကိစားကြိုက်ရတဲ့ဆိုတော့ microwave တက်ကိုချက်ထားတဲ့ခင်းချင်တီကနေပြီးတော့ပို့ပြီးတော့ရှင်းလိုက်ပါမယ်။ နောက်တစ်ခုကမွန်လောင်ဦးနီပါမွန်လောင်ဦးနီမှာကကယ်ရိုတီနိုင်းလို့ခေါ်တဲ့သဘာဝဓာတ်ပစ္စည်းတွေကြောင့်မျက်စိအကောင်းစေသလိုကင်ဆာကိုလက်ကပ်ခွင့်ပေးပါတယ်ကယ်ရိုတီနိုင်းဟာလည်းအပူပေးလိုက်မှခန္ဓာကိုယ်ကဆုတ်ယူရလွယ်ကူစေတာပါနောက်တစ်ခုကတော့ပန်းကော်ပီစိမ့်နဲ့ပန်းကော်ပီပါအစိမ်းစားတဲ့အခါမှာအစာမကြေဖြစ်တာတွေပုသစေအန္တရာယ်တွေကိုဆွေးရတဲ့အတွက်ကြောင့်မို့လို့ဘောင်းနာလာတော့လို့တင်ပါတယ် အေးစုစုမှာတဲ့တာကြော်တာဆိုရင်ပေါင်းတာထက်ကိစ္စကောက်ွယ်တဲ့တပောင်ကိုဆုံးရှုံးရနိုင်ပါတယ်နောက်တစ်ခုကတော့မိုးပေါ့နော်မိုးကကယ်လိုရီနည်းပြီးတော့အမြင်တက်တွေတိုးဆက်ရပစ္စည်းတွေပါဝင်နေပါတယ်ဒေချာတာကတော့အစိမ့်စားလို့မရတာပါပေါင်းတာပဲဖြစ်ဖြစ်ချက်တာကင်တာအမျိုးစုံလို့ဆိုလို့ရပါတယ်။တချို့မိုတွေကအပူပြင်းနဲ့အမြက်ချက်ရင်တော့တိုးဆက်ခြင်းပစ္စည်းပူရစေပါတယ်။နောက်တစ်ခုကတော့ကစိုးဟုပါ။အမြင်တဲ့ဗီတာမင် A နဲ့ဗီတာမင် C ၊ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်တို့ကျော်ရတဲ့ကစိုးဟုကအရိုးကိုတမားစေပါတယ်။ ဒါပေမဲ့ပြုတ်လိုက်တဲ့အရင်မှာသူ့ရဲ့အာရတွေပါသွားတဲ့ကြောင့်မလို့မိဖို့စားတာကတော့အကောင်ဆုံးပါဒါမှမဟုတ်လည်းပေါင်းစားပါနော်နောက်တစ်ခုကတော့အရင်ကြိတ်တော့တာပါအာရတွေအများကြီးရနိုင်ပေမဲ့အဲ့ဒီအဒီရောကလက်ဆက်ရလားတန့်ရှင်းရလားအစိမ့်တော့ကင်းရလားဆိုတော့ကိုတေချာလို့သိပါတယ်တေချာစေးကြောတန့်စင်မှာဝမ်းပြတာအစာစေးတင်တာလေးကောက်ဝင်နိုင်မှာပါကဲဒီတော့ဆိုရင်တော့ဘလို့အစားစာတွေကအစင်းတိုင်းစားတင်ပြီးတော့ဘလို့အစားစာတွေကိုချစ်ပြုတ်စားတင်လဲဆိုတော့ကြည့်တော့လောက်ပြီးထင်ပါတယ်ငါထောင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်